ဇီးမှာခရစ်တိုနဲ့လူနာသားကိုလှစားခဲ့တဲ့စခန်းပါရီ1190နှစ်ချမှတ်ခဲ့ရာဘရာဇီးနိုင်ငံမှာ Brace Company ဆိုတဲ့ Crypto Investment Company တီထောင်ကလစဉ်10ရာခိုင်နှုန်းအမြတ်ပေးမယ်လို့လူတွေကိုဂရိပေးပြဆိုပြီးယင်းနှိမ့်မြတ်သူနာသားကိုလိမ့်နေခဲ့ကြတာပဲဖြစ်ပါတယ်စုစုပေါင်းဒေါ်လာ190တန်မြန်မာငွေ400ဘီလီယံကိုပါးနှက်စွာလှစားယူခဲ့ကြပါတယ်စခန်းပါရီတဲကခေါင်းဆောင်ဖြစ်တဲ့ Joe Ferrier ကို128နှစ် Gasnerai သူကတော့ Cash Manager ဖြစ်ပြီး 29နှစ်ထောင်နဲ့လူတွေရွေးချယ်လေးရှိတဲ့ Vedasaret သူကို25နှစ်စုစုပေါင်းအကုန်လုံးပေါင်း190နှစ်ကိုထောင်နဲ့ချမှတ်ခံရတာပဲဖြစ်ပါတယ်။သူတို့တွေကညံရှိရှိငွေမဲတွေကို share company နဲ့ငွေပြူလဲခဲ့ကြပါတယ်။ဒါ့အပြင် unregulated crypto wallet သုံးပြီးခြေရဖြောက်ခဲ့ကြပါသေးတယ်။ဒါကြောင့် investor 1000ကျော်နဲ့ dollar 190 million ကိုလဲစားနိုင်ခဲ့တာပါ။ dollar 7 million ကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့ပေမဲ့နေနာသူအများစုကငွေပြန်မရနိုင်ခဲ့ပါဘူး။အခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ crypto သတင်းနဲ့အချက်အလက်တွေသိရှိဖို့ follow လုပ်ထားဖို့မမေ့နဲ့နော်။ Bridge ကနေစီစဉ်တဲ့ Sharing is Caring Program မှာတူတယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။